မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် နေပြည်တော်စေအပြအခမ်းအနားရှိစေအုပ်စုတပ်ဖွဲ့ဝင်ရှာနေချီမွေးရတောင်စားပြီးအချင်းချင်းခိုင်ရန်ဖြစ်ပွားဒုတိယဗိုလ်မှူးကြီးအပါအဝင်၁၈ဦးထိခိုက်ဒဏ်ရာရပြီး၃ဦးအသံအနည်းဆိုရင်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာဒိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ဦးဆောင်ကျင်းပါမယ်နေပြည်တော်စေအပြအခမ်းအနားကိုရောက်နေတဲ့စေအုပ်စုရဲ့ကျန်းစစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်ရှာနေချီမွေးရတောင်စားပြီးခိုင်ရန်ဖြစ်ပွားလို့ဒုတိယဗိုလ်မှူးကြီးအစဉ်အရာရှိပါဝင်၁၈ဦးထိခိုက်ဒဏ်ရာရရှိပြီး၃ဦးအသံအနည်းဆိုရင်ရတယ်လို့နေပြည်တော်တပ်တွင်တရင်အရင်မြစ်တွေကပြောပါတယ်။ အဆိုပါစစ်ကြောင်းဖွဲ့ဝင်တွေက၎င်းတို့ကိုထားရှိရာနေပြီးတော့အဆောင်သုံးနဲ့အဆောင်လေးစစ်ကြောင်းအိမ်ဆောင်လိုက်အရက်တီစာတောက်စာရကစတင်က စကားများခိုင်ရန်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ကျန်စစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်တွေကမလာ26ရက်မနေ့ကညပိုင်း10နာရီကျော်ည7နာရီကျော်အထိတနအီတီအချင်းချင်းခိုင်ရန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ခိုင်ရန်ဖြစ်ပွားမှုမှာအိဆောင်နှစ်ခုကစစ်သားရာကနန်းပါဝင်ခဲ့ပြီးအုတ်ခဲနဲ့တုတ်တွေအုံပြုပင်းပြစ်ခတ်ရနိုင်ကြပါတယ်။စစ်သား15ဦးကခေါင်းကွဲတံရနဲ့သွေးထွက်တန်ရုံတံရရီမစိုးရင်ရရရှိခဲ့ပြီးစစ်သား3ဦးအသက်အန္တရာယ်ဆိုရင်ရတံရရရှိခဲ့တယ်လို့စုစုပေါင်း18ဦးကထိခိုက်တံရရရှိခဲ့ပါတယ်။အဲ့ဒီထိခိုက်တံရရရှိသူတွေထဲမှာဒုတိယပုံမိုးကြီးအစင်ရှင်စစ်ကြောင်းတရင်မှုတအုပ်ပါအရိုက်ခံရပြီးဖူးရောင်တံရရီရရှိခဲ့တယ်လို့နေပြည်တော်တပ်တွင်းသတင်းအရှင်းမြစ်တွေကဆိုပါတယ်။မလ29ရက်ဒီကနေ့မှာကျင်းပ ါပြုလုပ်မည်တက်မတော်နေစီပြခန္ဓာအတွက်နိုင်ငံတော်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ထောင်ချီကနေပြည်တော်ရှိတဲကိုရီတုံးမှစီရေးပြအတွက်စုဝေးရရှိနေကြတာဖြစ်ပြီးအဲ့ဒီစစ်အုပ်စုရဲ့အိတ်ဆောင်တစ်ခုမှာတပ်ဖွဲ့ဝင်အင်အား900ကနေ900ကျော်တိရှိနေတယ်လို့ဆိုပါတယ်ခိုင်ရန်ဖြစ်ပွားခဲ့တဲ့စစ်အုပ်စုကျန်းစစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်တွေရှင်ဝဲကိုစစ်အုပ်စုရဲ့တက်မတော်တမ်းမြင်လေးချင်းကြောင့်တာကာကာနှစ်တပ်ဖွဲ့ဝင်ကအင်အားအလုံးကြီးနဲ့ဝင်ရောက်ရိုက်နှက်ဖြန့်ပြေးခဲ့ပြီးမြဖြန့်ပြေးလို့မနိုင်ခဲ့ဘူးလို့ဆိုပါတယ်ဒါကြောင့်စစ်အုပ်စုအကြံဖတ်တပ်ဖွဲ့ဝင်လုံခြုံရေးတွေခေါ်ယူပြီး းကျင်းဆက်တွေအတုံးပြုကလူစုခွဲရတဲ့အခြေအနေအထိဖြစ်ပွားခဲ့တယ်လို့တက်တွင်းသတင်းအရင်းမြစ်တန်ဦးကပြောပါတယ် အန်ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီးရောက်စေအုပ်စုဘုံကျုံအစဉ်ရှင်စည်ရပြမှုတအူလာရောက်စေစုစုပူသွားတယ်လို့လည်းသူကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်တုန်းကလည်းအဲ့ဒီစည်ရပြအခမ်းအနားအတွက်အကျွေးမွေးတာဝန်ယူထားတဲ့စေအုပ်စုထောက်ပို့တတ်ကြိုမြောက်ကြောင့်ယောဂဖြစ်ပေါ်ပြီးစစ်သား20ကျော်ယောဂကူးစက်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဆလတ်ပြီးစစ်မှုထမ်းရမဲပေါသူတွေကို NSIMS ကွန်ပျူတာစနစ်အတွင်းအမည်ထည့်သွင်းပြီးလေစိမ်းရေစိမ်းကာကိန်းနဲ့စစ်စေးဂိတ်တွေမှာပြေးမလွတ်နိုင်လို့စစ်တကချင်းချောက်တင်ကြောင်းတင်ဆက်ပေးပါမယ်။အကြံ ်ဘတ်စစ်ကောင်စီကလူငယ်များကိုစစ်မှုထမ်းကိုင်းပုံအတွက်မဲနိုင်ခိုင်းပြီးမဲပေါတူတွေကိုပြည်သူစစ်မှုတန်းကိုရေးအချက်လန်စီမံခန့်ခွဲမှုစနစ်တွင်ကိုချက်ချင်းထည့်သွင်းနေပြီးထွက်ပြေးမလွတ်မြောက်နိုင်လို့စစ်တပ်ကပြောဆိုချိန်ချောင်းလာပါတယ်။အခုရက်ပိုင်းမန္တလေးမြို့မှာပြုလုပ်တဲ့စစ်မှုတန်းစင်ခေါ်ရေးမဲနိုင်ပိုင်းမှာစစ်ကောင်စီမှပုံမှုတွေကမဲနိုင်ကြမဲ့လူငယ်တွေကိုမဲပေါပါကကွန်ပျူတာစနစ်အတွင် အမြင်စင်ချက်ချင်းထည့်သွင်းမှဖြစ်ကြောင်းဒါကြောင့်လေစိမ်းရေစိမ်းကားကိန်းနဲ့စစ်စင်ကိတ်ဒီမှာစစ်မှုထမ်းရမဲ့လူငယ်များစင်မှရှိနေမှာဖြစ်ပြီးထွက်ပြေးလွတ်မြောက်ဖို့မဖြစ်နိုင်လို့ပြော ဆိုချိန်ချောင်းလာကြောင်းသိရပါတယ်။မဲပေါက်တဲ့သူတွေကိုကွန်ပျူတာစနစ်ထဲကိုထည့်မယ်လို့ပြောရင်အဲ့ဒီစနစ်ထဲထည့်လိုက်ရင်နိုင်ငံခြားထွက်လို့မရတော့ဘူး။ပြည်ရင်းခင်းသွားရင်လည်းထောက်ခံစားလို့မယ်။ဘဲသွားသွားကွန်ပျူတာစနစ်ထဲမှာနာမည်နဲ့မပုံတင်ကိုထည့်လိုက်ရင်စစ်မှုထမ်းရမယ်သူဆိုတာပေါ်လာတယ်လို့ပြောတယ်။ဒါကြောင့်ပြေးဖို့ကြိုးစားလင်းအပေါ်ပဲနှစ်နှစ်တောင်ရင်ထမ်းဆောင်ပြီးရင်ပြီးသွားမှာမို့ပူပေါင်းဆောင်ရွက်ဖို့ပြောတယ်လို့မန္တလေးမှာဒေသခံတအုပ်ကပြောပါရတယ်။ စစ်ကောင်စီကပြည်သူစစ်မှုတန်းကိုရင်အချက်လက်စီမံခန့်ခွဲမှုစနစ်ကိုကွန်ပျူတာကွန်ရက်များနဲ့ချိတ်ဆက်တည်ဆောက်ထားပြီးအဲ့ဒီစနစ်မှာပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်မှာမနေ့ကစစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကစစ်မှုထမ်းရမယ့်လူငယ်များမဲနိုင်ပွဲကိုမလ30ရက်နေ့မနက်9:00နာရီချိန်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးလူငယ်တိုင်းဒါမမုံမိဘများတက်ရောက်ရမှာဖြစ်ကြောင်းပြည်သူမှမတက်ရောက်ပါကစစ်မှုထမ်းစင်ခွန်ရေးဖွဲ့ကိုစားစီမံဆောင်ရွက်မယ်လို့အသိပေးကြောင်းကြားလာကြောင်းသိရပါတယ်။ငွေတော်ကြီးက ုံရက်ကွယ်အုပ်ချုပ်ရေးမှုတင်ဆိုမှာတာ၃ရောင်ရှိတာအကုံစစ်မှုမထမ်းရဘူးလွတ်တယ်။သူတူဖြိုးကျော်ပြူစောတီထောက်ပို့မှာလည်းညီအကုံမွေးချင်း၇ရောင်ရှိတာအကုံလွတ်တယ်။ပြည်သူတွေကိုမဲနိုင်ပွဲမလာမနေရတဲ့လူမနေတဲ့အိမ်တွေလည်းစာရွက်သွားကတ်တယ်မလာရင်အိမ်ချိတ်ပိတ်မယ်ဆိုပြီးချင်းချောက်သွားတယ်။အဲ့ဒီကောင်တွေအရန်ဆိုနေတာအရာလည်းလဲနေတဲ့သူတော်စစ်မှုထမ်းရမယ်ဆိုပြီးအတင်းခေါ်နေတာရက်ကွက်ထဲမှာလည်းလူငယ်ကုံတလောက်ဖြစ်နေပြီလို့ငွေတော်ကြီးကုံရက်ကွက်မှာရက်ကွက်သားတအုပ်ကရှင်းပြခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။ ထိုင်းဆိုရကမင်းအောင်လိုင်းကိုဘင်းစတန်ညီလာခံတက်ဖို့ဖိတ်ကြားတဲ့ဆိုတဲ့ပုံအရက်ဖတ်ဖွင့်များအပြင်းထန်ရှုံချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စာမင်းအောင်လိုင်းကိုဘင်းစတန်ညီလာခံတက်ရောက်ဖို့ထိုင်းဆိုရကဖိတ်ကြားတဲ့ဆိုတဲ့ပုံအပြင်းထန်ရှုံချကြောင်းလူခွင့်ရေးတက်ကြွလှရှားတဲ့မြန်မာအရက်ဖတ်ဖွင့်စည်းတွေကထုတ်ပြန်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့် AB 3ရက်နဲ့4ရက်နေ့မှာကျင်းပမယ့်ဘင်းစတန်ထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ကောင်စာမင်းအောင်လိုင်းကိုဖိတ်ကြားထားတဲ့ကြောင်း ထိုင်းသတင်းဌာနကပြီးခဲ့တဲ့ရက်ပိုင်းတွင်မှဖော်ပြခဲ့ပါတယ်ထိုင်းအိန္ဒိယနီပေါ်ဘူတန်ဘင်္ဂလားဒေ့ရှ်မြန်မာနဲ့တီရီလင်္ကာနိုင်ငံတို့ပါဝင်တဲ့အဆိုပါဘင်စတပ်ဖွဲ့ရဲ့ထိပ်သီးဆွေးနွေးပွဲကိုဆင်ရဆွင့်ကောင်မင်းအောင်လိုင်းတက်ရောက်စေမယ့်အစီအစဉ်ကမြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီမြန်မာချက်တွေကိုပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းဖြစ်တယ်လို့လူ့အခွင့်အရေးတက်ကြလှရှားဖွဲ့ဖြစ်တဲ့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်အလားတူမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုဘင်စတပ်ထိပ်သီးဆွေးနွေးပွဲကိုဖိတ်ကြားတဲ့ထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်ကိုအပြင်းထန်ရှုံချကြောင်းအခြားအရာ ဖန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defense Myanmar Democracy ကလည်းထုတ်ပြန်ပြောဆိုပါတယ်။ Defense Myanmar Democracy ရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကတိုင်းနိုင်ငံကမင်းအောင်လိုင်းကို မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်မဖိတ်တင်ပါဘူးသူကအစိုးရခေါင်းဆောင်မဟုတ်ဘူးရာဇဝင်းစေအုပ်စုခိုင်ခေါင်းဆောင်ပါသူကိုကော်ဇော်နီခင်ဖိတ်ခေါ်ကုန်ပြုမဲ့အစားရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကသူ့အခံကဏ္ဍအတွက်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်းအာဂျင်တီးနားတရားရုံးရဲ့အဆုံးဖြတ်ချက်ကိုလိုက်နာပြီးသူ့ကိုဖမ်းဆီးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အဆိုပါထိပ်သီးဆွေးနွေးပွဲကိုဆင်ရဆွေးကောင်ဖြစ်အလို့ရှိနေသူမင်းအောင်လိုင်းကိုမတက်ရောက်ဆိုင်နိုင်ဘူးအခိုင်အမာရပ်တည်ပြီးတားဆီးသွားမှာဖြစ်တယ်လို့အာဂျင်တီးနားတရားရုံးရဲ့အဆုံးဖြတ်ချက်ကိုလိုက်နာပြီး၎င်းကိုဖမ်းဆီးတင်တယ်လို့လူ ခွင့်ရေးဖွဲ့တွေကဆိုကြပါတယ်။အာဆီယံအနေနဲ့၎င်းတို့ရဲ့ထိပ်တည်အစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်ကိုဖင်ရှားထားတော့လဲဘင်စတက်ကတရားမဝင်စင်အောင်စုကိုတရားဝင်အတိမတ်ပြုဆက်လက်ဆက်ဆံနေတဲ့အပြင်2022ခုနှစ်အတွင်းဖွင့်ရေးပြင်းစာရန်ကိုလက်မှတ်ရေးထိုးဖို့အတွက်မင်းရောင်းလိုင်းကိုဖိတ်ကြားခြင်းပြုလုပ်ခဲ့ကြောင်း ထောက်ပြဝေဖန်ပါတယ်ဘင်စတက်ကမြန်မာစင်အုပ်စုကို2022ခုနှစ်တည်တည်လင်္ကာနိုင်ငံမှာကျင်းပခဲ့တဲ့၎င်းတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်ရောက်ခွင့်ပြုခဲ့သလို2024ခုနှစ်နေ့ချိန်မြောက်ဘင်စတက်နိုင်ငံတော်လုံခြုံရေးအစည်းအဝေးများအစည်းအဝေးကိုလည်းမြန်မာစင်အုပ်စုကိုအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ပေးခဲ့ကြောင်းသိရပါတယ်ဘင်စတက်နဲ့၎င်းရဲ့ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရှာစွေမြန်မာစေအုပ်စုကိုအတိမတ်မပြုဖို့မင်းအောင်လိုင်းနဲ့၎င်းရဲ့ကိုယ်စားလှယ်တွေကိုထိတ်သိမ်းအစည်းအဝေးမှာတာမြင့်ဖယ်ရှားဖို့လူခွင့်ရေးဖွဲ့တွေကတိုက်တွန်းတောင်းဆိုထားပါတယ် ဇလပီဝဲသူမရှိလို့ဒေါအောင်ဆန်းစုကြည်အမွေဆိုင်အိမ်စီထတ်လျှော့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။လေလံဆွဲဝယ်ယူမဲ့သူမရှိဖြစ်နေတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အမွေဆိုင်နေအိမ်ကို29ဘီလီယံဈေးလျှော့ပြီး290ဘီလီယံကျပ်နဲ့ထပ်မံလေလံတင်ရောင်းချဖို့ကမာရွခရိုင်တရားရုံးကအမိန့်ချလိုက်ကြောင်းတရားရုံးနဲ့နှိဆက်သူတအုပ်ကပြောပါရယ်။လေလံတင်ရောင်းချမှုပထမချိန်မှာ315ဘီလီယံဒုတိယချိန်မှာဘီလီယံ300တတိယချိန်မှာ269ဘီလီယံနဲ့လေလံတင်ခဲ့တော့လေဝယ်ယူသူမရှိခဲ့တဲ့အတွက် တရားပြန်ဖြစ်သူဦးအောင်ဆောင်ကဆေးလျှော့လီလန်တင်ဖို့တင်ပြမှုပေါ်တရားရုံးကလက်ခံနေတာဖြစ်ပါတယ်။စရုဒ္ဓချိန်မြောင်လီလန်တင်ရောင်းချမှုကိုလာမယ့် AP 29ရက်မှာနေအိမ်တရှိရာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ပေါ်ရှိချမ်းမတ်54မြင်းဆောင်56ရှိမှာပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီနေအိမ်နဲ့ချန်ကိုဒေါအောင်ဆန်းစုကြည်ရဲ့အကိုဖြစ်သူဦးအောင်ဆန်းကလိလန်တင်ရောက်ချကခွဲဝင့်ယူဖို့ရှောက်ထားမှုကိုစစ်တပ်အာဏာသိမ်းပြီးပြည်တော်စုတရားလွတ်တော်ချုပ်မှာအနိုင်ပြခဲ့ပြီးနောက်လိလန်တင်ရောက်ချဖို့ဖြစ်ပေါ်လာခဲ့တာပါအဲ့ဒီအိမ်နဲ့ချန်ကဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော်ဖြစ်သူဒေါခင်ကြီးအမည်ပေါက်ဖြစ်ပြီးတိတက်သမား9 2 3အေကကျေဝန်းကရခင်စစ်အစိုးရလက်ထက်ကဒေါအောင်ဆန်းစုကြည်နှင့်အကျဉ်းချုပ်နဲ့15နှစ်ခန့်နေကြရတဲ့အိမ်ဖြစ်ပါတယ်ဒီအိမ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကအမျိုးသားအစဉ်ရင်ကျင်းမှုအမွေအနှစ်ဖြင့်2022ခုနှစ် င်မှာသတ်မှတ်ကြေညာခဲ့ပြီးမြည်သူမစိုးပိုင်ဆိုင်ဖို့ကြိုးစားခြင်းရောင်းချခြင်းဖြည့်ဆည်းခြင်းပုံစံပြောင်းခြင်းအခြားနိလန်သုံးချက်များပြုလုပ်ရင်ရှင်ကျေးမှုအမွေအနှစ်များကားွယ်ထိမ့်သိမ်းဥပဒေ2019မရှိပြောင်းနိုင်တဲ့ပစ္စည်းများလွှဲပြောင်းခြင်းကိုကန့်သတ်တဲ့ဥပဒေ1989အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေတို့နဲ့အရေးယူမဲ့ပြင်လှုပ်ဆောင်မဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းများကိုအမည်ပြည့်စင်သွင်းမယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာဒေါအောင်ဆန်းစုကြည်ကိုပုံမှန်မျိုးစုံနဲ့ဆွဆွဲဖန်စီက1033နှစ်ချမှတ်ထားပြီးမြည်သည့်နေရာမှာအချင်းချထားတာကိုစစ်ကောင်စီကအတိအကျကြထုတ်ပေါ်အတည်ပြုခြင်းမရှိတဲ့အပြင်ရှင်နေများမိသားစုဝင်များကိုလည်းတွေးဆခွင့်မပေးသေးဘဲထောင်ဝင်စာကိုနေပြီးတော့အချင်းထောင်ကိုတာပို့ဆောင်ပေးနေရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။